AI AI ဆိုပြီးနေရာထဲမှာတော့ကြားနေရတာပေါ့ဒါပေမဲ့အဲ့ဒါကလေနစ်စင်ဘဝနဲ့တကယ်ရောဘလောက်ဆိုင်လို့လဲလို့တွေးမိကြမှာပဲကဲဒီနေ့တော့လေအဲ့ဒီလိုရှုပ်ရှုပ်ထွေးထွေးနီးပညာရေးအကြောင်းတွေကိုခဏဖေးဖယ်ပြီးကျွန်တော်ရဲ့နစ်စင်ဘဝထဲမှာ AI ကိုဘလို့လက်တွေ့ကြကြအတုံးချလို့ရမလဲဆိုတဲ့နီးလန်းတွေကိုပဲရှင်းရှင်းလေးပြောပြသွားချင်ပါတယ်ဟုတ်တယ်မလား နေတိုင်းလိုလို AI ကကဘာကြီးကိုပြောင်းလဲပစ်တော်မယ်ဆိုတဲ့သတင်းတွေအားလည်းတက်တက်လာတာဆိုတာလေတကယ်တမ်းမှဒီနည်းပညာက tech genius တဲ့တပဲလားတမမမို့ကျွန်တော်တို့လိုတာမန်လူလျောဘဝကိုရောอืมတကယ်ပဲကူညီပေးနိုင်မလားဆိုတာကလည်းမင်းဝန်ထိုးစရာဖြစ်လာတာပေါ့ Okay ဒါဆိုဒီကိစ္စကို အရင်ဆလာရအောင် AI စရာနဲ့တိပန်စလန်ဒီတဲ့ကလို့ရှူရှူထွေးထွေးအနာကက်ကြီးကိုတောင်းမမြင်ပန်နဲ့ဒီအခုချက်ချင်းကျွန်တော်တို့လက်ထက်မှာတုံးလို့ရတဲ့ကိရိယာတစ်ခုအနေနဲ့ပြန်ပြီးတော့ရှုမြင်ကြည့်ကြတာပေါ့ ဆိုတာလူများစုကလည်း AI ဆိုတာနဲ့လူတွေရဲ့အလုပ်တွေကိုလာလုမယ်အစားထိုးမယ်နီးပညာကြီးလိုပဲထင်နေကြတာဒါပေမဲ့တကယ်တမ်းမှာ AI ရဲ့အထူးကယူရချက်ကအစားထိုးဖို့လုံးဝမဟုတ်ပါဘူးကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ကိုပိုကောင်းလာအောင်အားဖြည့်ဖြည့်ဖို့ပါဒါကနီးပညာကျွမ်းကျင်တဲ့သူတွေအတွက်ပဲမဟုတ်ဘူးနော်လူတိုင်းလူတိုင်းအတွက်လက်တွေ့ကျကျတွန်းလဲတဲ့ကိရိယာချက်ကိုပါပဲနေ့စဉ်အလုပ်တွေများပြီးခေါင်းတွေပူနေပြီလား ဒါဆိုရင် AI ကိုကိုယ့်ရဲ့ကိုယ်ပိုင်လက်ထောက်တရောင်လို့ဘယ်လိုအသုံးချမလဲအလုပ်တွေကိုဘယ်လိုလွယ်သွားအောင် လုပ်မလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြရအောင်ဥမာပြောရရင်လေအလို့မှာအရေးကြီးတဲ့ email တစ်ဆောင်ရေးဖို့စကလုံးလေးစဉ်းစားမရဖြစ်နေလားအဲ့ဒါ AI ကိုဒါပြပေးလိုက်ကြွန့်ကျင်တဲ့ပုံစံမျိုးနဲ့စကန်ပိုင်းအတွင်းရေးပေးပါလိမ့်မယ်အင်ပြန်ရောက်လို့မိသားစုအတွက်ညစာချက်ဖို့စဉ်းစားရတဲ့အခါမှာလဲကိုကြိုက်တဲ့ဟင်းမျိုးစားကိုဒါပြောလိုက်ဇီဝဲစားရင်ကနေချက်ပြူနည်းအထိအကုန်လုံးတစ်ခါတည်းထုတ်ကင်နိုင်တယ်ဒါတင်မကောက်ဘူးနော် ဒီထွင်ဖန်ဒီမိုပိုင်းမှာတော့အကြံအာသစ်တွေရဖို့ AI ကကူညီပေးနိုင်ပါသေးတယ်။နေစရာလုပ်တဲ့အပြင် AI ကတကယ်ကိုကောင်းတဲ့တင်ကြားရေးကိရိယာတစ်ခုလည်းဖြစ်နေပြန်ရော Quantum မြပပေတာကော Stock Secret တို့လိုအရန်ရှုပ်ထွေးတဲ့အကြောင်းအရာတွေကိုတောင်ဘသူမဆိုလွဲလဲကူကူနားလဲအောင်ရှင်းပြပေးနိုင်တယ်။ဆိုလိုတာကကိုဘေးမှ24နှစ်လောက်ရှိနေပြီးပထမစိတ်မတိုးတဲ့စိတ်ရှည်ရှည်နဲ့ရှင်းပြပေးမယ်ပညာရှင်တယောက်ရှိနေတယ်လို့ပါပဲ။ကဲကိုပိုင်းအလုပ်တွေကလည်းခဏခွာပြီးတော့ ပညာရေးနဲ့အလို့ခွင်ပါရော AI ကကျွန်တော်တို့ရဲ့ productivity ကိုဘလို့မြင့်တင်ပေးနိုင်တယ်လဲဆိုတာကိုစပ်ပြီးကြည့်လိုက်ကြရအောင်။ကျောင်းသားတွေအတွက်ဆိုရင်စာမျက်နှာတွေအများကြီးပါတဲ့စာတန်းရှည်ကြီးတွေကိုအချင်းချုပ်ခိုင်းတာတို့တတ်တာစစ်ခိုင်းတာတို့လို့အချင်းကုန်တဲ့အလို့တွေကို AI ကလုပ်ပေးနိုင်တယ်။အလို့ခွင်ပါလဲဒီလိုပဲ data တွေအများကြီးကနေ report တခုထုတ်တာတို့ social media drop post တွေရေးခိုင်းတာတို့လို့ညင်းဝေစရာကောင်းတဲ့အလုပ်တွေကို AI ကိုပဲလုပ်ခိုင်းလိုက်လို့ရတယ်။ ဲ့တော့အချင်းကုံတက်တာသွားပြီးပို့အရေးကြီးတဲ့အလုပ်တွေမှာအာရုံစိုက်နိုင်တော့တာပေါ့အရေးတွေးလဲပိုကောင်းလာတာပေါ့လေပြီးတော့လေ AI ရဲ့ plan ချနိုင်စွမ်းကလည်းတကယ်ကိုမခေဘူးဥပမာကိုတွားကျင်တဲ့ခီးစဉ်တစ်ခုအတွက်အသေးစိတ်လမ်းညွှန်ကားစာကိုနဲ့ကိုက်ညီမဲ့ workout plan တွေကိုပိုင်ဝင်ဝေထွက်ဝေအတွက်ဘတ်ဂျက်အစုံဘာမှမစိုးအသေးစိတ် plan ဆွဲပေးနိုင်ပါလေဆိုတော့ ဒီလိုအလုပ်ဒီလုပ်ပေးနိုင်တဲ့ AI ကြောင့်ကျွန်တော်တို့တကယ်တမ်းရလာမယ့်ကကြီးမားဆုံးအကျိုးအမြတ်ကဘာဖြစ်မလဲအဖြစ်ကအရန်ရှင်းပါတယ်အဲ့ဒါကတော့အချိန်ပါပဲဟုတ်တယ်လေလူတိုင်းမှာဒီနေ့ကို24နာရီပဲပိုင်းဆိုင်ထားတဲ့အချင်းကတော့အတူတူပဲဒါပေမဲ့ AI ကအချင်းကုန်ပြီးပြင်ဆင်ရကုန်တဲ့အလုပ်တွေကိုကိုယ့်ကိုယ်စားလုပ်ပေးလိုက်တဲ့အခါမှာကျွန်တော်ကအဲ့ဒီ24နာရီကိုပို့ပြီးတော့အကျိုးရှိရှိအစွမ်းကုန်အသုံးချလာနိုင်တော့မှာပါဒါကအဓိကအချက်ပဲအသေးအဟွဲအလုပ်တွေ စိတ်ပန်းလူပန်းဖြစ်စေတဲ့အလုပ်တွေကို AIC လွှဲပေးလိုက်တော့ကျွန်တော်ရဲ့စိတ်ဆွမ်းအင်ကိုတီထွင်ဖန်တီးမှုတွေမှာ ပိုတုံးနိုင်လာမယ်။မိသားစုတငယ်ချင်းတွေနဲ့အချိန်ပိုပေးနိုင်လာမယ်။ဒါမှမဟုတ် skill အသစ်တွေတည်ယူဖို့အချိန်ပိုရလာမှာပေါ့။ကဲ AI ကိုတခါမှမသုံးဘူးရဲ့နော်။အခုချက်ချင်းမလို့စပြီးအသုံးချလို့ရမလဲဆိုတာကိုဒီနောက်ဆုံးအပိုင်းမှာပြောပြတာပါမယ်။စိတ်မပူပါနဲ့။ထင်ထားတဲ့အများကြီးအများကြီးပိုလွယ်ပါတယ်။ဒီချက်ကိုတော့အမြဲတမ်းတတိယရစေခြင်းပါတယ်။ AI ဆိုတာကျွန်တော်တို့ကိုအစားထိုးဖို့မဟုတ်ဘူးကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်တွေကိုအားဖြည့်ဖြည့်ဖို့အစောကပြောခဲ့တဲ့ augmentation ဆိုတာဒါပါပဲပြောရရင် AI ဆိုတာကိုယ့်ရဲ့ toolbox ထဲကနောက်ဆုံးပေါ်စွမ်းအမြင်ကိရိယာတစ်ခုလိုပါပဲ AI သုံးဖို့အတော့ကလည်းနှိပညာတွေအများကြီးသိနေဖို့ကျွမ်းကျင်သူထင်နေဖို့လုံးဝမလိုပါဘူး search engine မှာမေးခွန်းတစ်ခုရိုက်ပြီးရှာတတ်တယ်မလားဒါဆိုရင် AI ကိုစသုံးတက်နေပြီလို့ပြောလို့ရတယ်တကယ်ကိုအဲ့လောက်ထိရိုးရှင်းတာပါ စာပေသုံးကြီးဟုဆိုရင်လွယ်လွယ်လေးအဆင့်30ပဲလို့လဲပထမဆုံး online မှာအလကားသုံးလို့ရတဲ့ AI တူတခုခုခုရှာလိုက်ပါပြင်ရင်သူ့ကိုရိုးရိုးရှင်းရှင်းမဲခွန်းလေးတခုမဲတာဖြစ်ဖြစ်အလောတိတ်တိတ်လေးတခုလောက်ဖြစ်ဖြစ်စမ်းပြီးခိုင်းကြည့်လိုက်ပါခဏနေရင်သူကကိုယ့်အတွက်ဘလော့တောင်အသုံးဝင်နိုင်လဲဆိုတော့ကိုအန်ကသင်ရင်းနဲ့တွေ့တော့ပါလိမ့်မယ်အားလမ်းရဲ့ခရီးစဉ်တခုစီစဉ်တာကနဲ့အလို့မှာပိုးပြီးထူးချွန်အောင်ကြိုးစားတာအထည် AI ကလူသားတွေရဲ့စွမ်းဆောင်ရည်ကိုအားဖြည့်ပေးနေတဲ့အစွမ်းထက်ကြီးတရာတစ်ခုဖြစ်လာပါပြီ။ဖြစ်နိုင်ခြေတွေကတော့အဆုံးမရှိပါဘူး။အခုနောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုထားခဲ့ခြင်းပါလေ။ဒီနည်းပညာကတယောက်ချေးစီရဲ့စွမ်းဆောင်ရည်ကိုရောဘလို့နီလန်းအစ်တင်နေဖြင့်တင်ပေးနိုင်မလဲဆိုတာပါပဲ။